်းသာခြင်းရဲ့အလုံးနှစ်ခုလောက်ပါချမ်းသာခြင်းရဲ့သူများထပ်ပိုပင်ပန်းခံနိုင်ရချမ်းသာခြင်းအလုံးနှစ်ခုအ ਨੇ ဆုံးလောက်ပါအောင်မြင်ခြင်းရဲ့အလုံးတစ်ခုတည်းကိုပဲစောက်ချလောက်ပါအောင်မြင်တဲ့သူနဲ့ပေါင်းရင် အောင်မြင်ခြင်းနဲ့စိတ်ဖြစ်မယ်ငွေရှာတက်တဲ့သူနဲ့ပေါင်းရင် ငွေရှာတက်လာမယ်။ညီထွားတက်တဲ့သူနဲ့ပေါင်းရင် ကိုပါလူကင်းဖြစ်လာမယ်။တက်တနာရှာတက်တဲ့သူနဲ့ပေါင်းရင်ကြက်တနာတွေပဲရှာနိုင်မယ်။လူချင်းမင်းတို့ရဲ့ဘဝမှာ မိတ်ဆွေအပေါင်းအသင်းကောင်းတွေဆိုတာများများရှိနေဖို့လိုပါရဲ့။ဒါကြောင့်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက် ဘလို့လူမျိုးတွေနဲ့ရွေးချယ်ပေါင်းတင်တဲ့ဆိုတာကိုမင်းရဲ့ဘဝကတိုးတက်အောင်မြင်ရေးအတွက်အဓိကတော့ချက်တစ်ခုပါပဲအပေါင်းလေးနှိပ်ထားပါကိုမမ just to ရေးတော့ပါ